အင်ပြလန်းပရိသတ်များမင်္ဂလာပါရှင်။ယခုတခါမှနားဆင်လေ့လာရမှာကဂျူချမ်းရေးသားထားတဲ့ဆင်းရဲမွဲတေမှုတွေကြားကအနာဂတ်လေးများဆိုတဲ့အတွေးမြင်ဆောင်ပါဖြစ်ပါတယ်။ဒီဆောင်ပါကိုတော့2025ဇွန်လ9ရက်နေ့ကမင်းစိမသတင်းမီဒီယာရဲ့ဆောင်ပါရှင်ကဏ္ဍမှာဖော်ပြထားတာဖြစ်ပါတယ်ရှင်။ယခုတခါမှအင်ပြလန်းချန်နယ်ကနေပြန်လည်ထုတ်လွှင့်မြောက်ဝေတင်ဆက်ပေးလိုက်ရပါတယ်။နားဆင်လေ့လာကြည့်ပေးကြပါအောင်ရှင်။ ကဘာမြေကဘလူးဆိုင်တီဗီအနာလာကတော့ချင်မြန်မာနိုင်ငံရဲ့စည်ရဲမွဲတေမှုတွေကြားမှာကလေးငယ်တွေဟာခက်ခက်ခဲခဲနဲ့ရုန်းကန်ရှင်သန်နေကြရပါတယ်။မြို့ပြလမ်းမတွေထက်ကအိန္ဒိယမဲ့ကလေးတွေမီးပွိုင်တွေမှာပန်းရောင်းနေရတဲ့ကလေးတွေတန်ရာတွေနဲ့တောင်းရမ်းနေရတဲ့ကလေးတွေလမ်းဘေးစားတောက်ဆိုင်တွေမှာစပွဲတို့နေရတဲ့ကျောင်းတွေရဲ့ကလေးတွေဟာအာနာသိန်းကာလ၄နှစ်ခွဲအတွင်းမှာပိုပြီးများလာပါတယ်။ လမ်းဘေးကလေးတွေတိုးလာတော့ကတအားမြန်ချက်ပဲလွန်ခဲ့တဲ့၃နှစ်ကမိဘတစ်ခုမှကလေး၃ယောက်ရှိရဲဆိုအခု၁၀ယောက်လောက်ဖြစ်သွားပြီလို့ရန်ကုန်မြို့ကအမျိုးသမီးတစ်ယောက်ကပြောပြပါတယ်မိဘတွေမှာတောင်းရတဲ့ကလေးတွေပန်းမုတ်ဖတ်ထုတ်ရေတံဘူးရောင်းတဲ့ကလေးတွေနဲ့ကားမှန်တုပ်ပေးတဲ့ကလေးတွေဟာနောက်ပိုင်းမှာပိုအတိတ်ရဲလာကြပြီးမပေးမချင်းတောင်းတာဇေယတင်ထိုးရောင်းတာကားမှန်အတင်းတုပ်တာမျိုးတွေလောက်ကြလို့ ိန်နောက်ဆက်ဖြစ်ကြရတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒီရွယ်ကလေးတွေဟာမိဘရဲ့သွန်သင်မှုလည်းမရှိ အခြေခံဘူးသူတရအောင်အတန်းပညာလည်းမတင်ကြားနိုင်လို့အကျင့်စာရိတ်တာပြက်ပြားပြီးအနာဂတ်မလနိုင်ဘူးလို့စီရန်ဆရာမတယောက်ကမှတ်ချက်ပြုပါတယ်။ဒါအပြင်ရန်ကုန်မှာစိန်ရဲမွေးတေမှုတွေကြောင့်ကလေးငယ်တွေဟာကြောင်းထွက်တာမိသားစုစားဝတ်နေရေးအတွက်ပလုံကောက်ရတဲ့အလုပ်ကိုအသက်၁၀နှစ်ကလေးတွေကအစားလုပ်နေရတယ်လို့ ဇွန်လ3ရက်နေ့ကထုတ်ပြန်တဲ့ UNDP မြန်မာရဲ့ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါမှုအားလှိဟသုံးသက်ခြင်းဆိုတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲ့ဒီအစီရင်ခံစာအရရန်ကုန်မှာကလေး38.4%ခိုင်နှုန်းကအလုတ်လုတ်ဖို့အတွက်ကြောင်းမတက်နိုင်ပဲ78.3%ခိုင်နှုန်းကတော့ကျောင်းစရိတ်မတက်နိုင်လို့အခြေခံပညာရေးကိုလက်လန်းမမီကြဘူးလို့ဆိုပါရယ် ဒါကြောင့်စာသင်ရမယ့်အရွယ်ကလေးတွေဟာစာသင်ကျောင်းကိုမရောက်နိုင်ပဲစာတောက်ဆိုင်နဲ့စိုက်ရုံအလုံးယုံ တချို့မှာဝမ်းရည်အတွက်ကလေးလှုပ်သားတွေဖြစ်သွားကြပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာလဲတရားတဲ့လမ်းပေါ်က62တရားတဲ့မီးပွိုင်နဲ့68တရားတဲ့မီးပွိုင်နေမှာအသက်2နှစ်ကနေ10နှစ်အတွင်းတောင်းရမ်းနေတဲ့ကလေးငယ်20ဝန်းကျင်ရှိပြီးတချို့မှာတရားတွေရထားကြပါတယ်။ အဲ့ဒီပဝင်းကျင်မှာသူတို့ကိုကြီးကြပ်နေတဲ့သူလို့ယူဆရတဲ့အရွယ်ရောက်ပြီးသူတွေလည်းတွေ့ရတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ဒိုင်ယာနဲ့ကလေးသုံးယောက်တွေ့တယ်။သူတို့ကိုစောင့်ကြည့်နေတဲ့သူတွေလည်းရှိတယ်။အမှန်တိုင်းပြောရမယ်ဆိုအဲ့ဒီနားကိုလူမှုရေးကားတွေရောရဲကားတွေပါအကုန်ဖြတ်သွားနေကြတာပဲ။အကုန်သိကြတယ်။ဒါပေမဲ့ဘသူမှဘာမှမပြောဘူး။တရားရရတဲ့ကလေးတွေမှာထိုးကျိတ်ခံထားရတာကြောင့်မျက်လုံးခူးရောက်တာ မျက်လုံးဖူးရောင်တန်ရာနှာခမ်းခွဲတန်ရာတွေစလိတ်မီးနဲ့တုတ်ခံထားရတယ်လို့တန်ရာတွေတွေ့ရပေမဲ့သူတို့ကိုမေးကြည့်ရင်တော့ချော်လဲတာဆန်ကယ်မောက်တာလို့ပဲအကြောင်းပြကြပါဗျ။ဒါပေမဲ့တန်ရာတွေကသိတာပါဗျ။မလောက်ခံထားရတာလဲဆိုတာ။မန္တလေးချမ်းမြတာစီမြို့နယ်မှာပဲတိတ်ပံလန်းဘူရာယုံနာ33 84လမ်းစတဲ့နေရာတွေမှာအဲ့ဒီလိုဘေးနာကစောင့်ကြည့်ခံရပြီးတောင်းရန်ရတဲ့ ကလေးငယ်900ဝန်းကျင်လောက်ရှိတယ်လို့ဆိုပါတယ်။မွန်ပြည်နယ်ဘက်ကကလေးတွေမှာလည်းစီးပွားရေးချက်တဲမှုအပြင် အစိုးရရဲ့အမခံချက်မရှိတဲ့အတန်းပညာရေးကိုအယုံကြည်မရှိတာကြောင့်ကလေးတွေကိုကြောင်းထုတ်ပြီးနိုင်ငံသားမှာအလုတ်သွက်လုပ်စေတာမျိုးတွေရှိပါတယ်။အများအဖြစ်တော့9တန်းလောက်ထိပဲကြောင်းထားပြီးအသက်မပြည့်ရင်အသက်လိမ်ပြီးတော့ထိုင်းမလေးစတဲ့နိုင်ငံတွေမှာကာယလုံသားအဖြစ်အလုံးလုံးစေကြပါတယ်။ဒါအပြင် မုတုံကြိုင်မယောချောင်းစုံရေပောင်းစတဲ့မြို့နယ်တွေကကျေးရွာဘက်တွေမှာတော့အာဆီယံလို့ခေါ်တဲ့ဘိန်းရွက်ကိုချောင်းစိုးပြောက်စီကိုကာကိုလာကော်ဖီမစ်ထုတ်တွေနဲ့ရောနှောဖော်ဆက်ထားတဲ့မူရစ်စေတဲ့အရွက်ပြုတ်ရည်ကိုလူငယ်တတော်များများဆွဲလန့်နေကြသလိုဆက်ကြောသက်ကလေးတွေလည်းမိဝဲတောက်သုံးနေကြတယ်လို့ထေတာကန်အမျိုးသမီးတဦးကပြောပါတယ်နိုင်ငံကတုံးစားမရတော့ဘူးစုပ်ပြတ်တက်နေပြီ အကောင်ကြည့်လိုက်ရင်ဒီနိုင်ငံမကောင်းလို့ဖြစ်နေတာဒီကလေးတွေရဲ့အနာဂတ်ကဘာလဲဘာမှလည်းမရေရာဘူးအမတော့တအားစိတ်ပူတာပဲဒီကလေးတွေဘာဖြစ်လာမလဲဆိုတာကလေးငယ်တွေရဲ့ဘဝကမြူကြီးပြကြီးတွေမှာလဲတောက်ပမှုမရှိသလိုပြိပကဖြစ်ပွားတဲ့နေရာတွေမှာလဲလုံခြုံမှုမရှိပါဘူးဒါအပြင်မြင့်တက်နေတဲ့ကုံစိမ်းနှုံးတွေကြောင့်မိသားစုစားဝတ်နေရေးမပြေလည်မှုတွေက ကလေးငယ်တွေပညာဆက်လက်သင်ကြားနိုင်မှုအပေါ်ရိုက်ခတ်မှုရှိနေပါတယ်။ဇလ6ရက်နေ့တုန်းကကရင်နီပြည်နယ်လွိုက်ကော်မြို့အရှိချမ်းပါလောင်းကျေးရွာမှာငါးရက်အရွယ်ကျောင်းသူကလေးတယောက်ဟာမိသားစုစာဝတ်နေရေးအခက်ခဲကြောင့်ကိုကိုကိုအဆုံးစီခဲ့ပါတယ်။သူမတည်ဆောင်းခင်ရေးသားခဲ့တဲ့စာမှာလဲကျောင်းတက်ခြင်းပေမဲ့မိဘတွေကကျောင်းတက်ဖို့လိုအပ်တဲ့ပစ္စည်းတွေမဝယ်ပေးနိုင်တဲ့အကြောင်းပါဝင်နေပြီးအဲ့ဒီစာကိုဖတ်မိတဲ့သူတိုင်းဂယုနာတက်စီပါတယ်။ ကလေးတွေပညာသင်ကြား권ဆုံးရှုံးတာကအစလမ်းဘေးတောင်းရန်ရတဲ့ကလေးတွေပေါများလာတာကအဆုံးအားလုံးကိုခြုံကြည့်ရရင်အဓိကနိုင်ငံဆင်းရဲမွဲတေမှုကြောင့်လို့ဆိုနိုင်ပါတယ်မြန်မာနိုင်ငံမှာအာဏာမသိမ်းခင်တည်းကအခောက်ရွှေတစ်ချက်သားကျပ်73သိန်းကျော်ရှိရာကအခုလက်ရှိ89သိန်းကျပ်ဝန်းကျင်ရောက်လာပါတယ်အမေရိကန်ဒေါ်လာကိုလည်း1400ဝန်းကျင်ကနေလက်ရှိ4500ဝန်းကျင် ဒီဇယ်တလီတာ900ကနေလက်ရှိ2300ကျော်ရှိလာပါတယ်။ရွှေဈေးဒေါ်လာဈေးတွေတက်လာတာနဲ့အမျှကုန်စည်နှုန်းနေထိုင်စားသောက်ဈေးတွေလည်းတက်လာပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းကာလအတွင်းပဋိပက္ခနဲ့စီးပွားရေးမတည်ငြိမ်မှုတွေကြောင့်တိုင်းပြည်လူဦးရေ32ရာခိုင်နှုန်းကျော်ဖြစ်တဲ့ပြည်သူ18.5တန်းလောက်ဟာစည်ရဲတွင်နဲ့ရောက်သွားတယ်လို့ကမ္ဘာ့ဘဏ်ရဲ့2024ခုနှစ် ဇွန်12ရက်မြမစီပွားရေးစောင့်ကြည့်ခြင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာလည်းမြန်မာနိုင်ငံကစစ်ကောင်စီဟာအလုံသမားအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေတဲ့အတွက် စစ်ကောင်စီကို ILO ပုံမှန်33အရာအရေးယူဖို့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့113ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားရေးရာအဖွဲ့ချုပ် ILO ညီလာခံမှာအတည်ပြုခဲ့ပါတယ်။ ILO ရဲ့အရေးယူခြင်းခံရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရုပ်သိမ်းတာပြန်ဆိုင်တာပြည်ပရင်းနှီးမြှုပ်နှံမှုထွက်ခွာတာပို့ကုန်ဆိုင်ရာအခွန်ကွင်းလွတ်ခွင့်ရုပ်သိမ်းခံရတာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ပြည်တွင်းမှာအလုပ်လက်မဲ့တိုးလာတာကုန်စည်နှုန်းမြင့်တက်မှုတွေနဲ့စီးပွားရေးကျတဲ့မှုတွေပိုဖြစ်လာနိုင်တယ်လို့စံကျင်သူတွေကသုံးသပ်ထားကြပါတယ်။ဒီတိုင်းသာဆိုရင်နောက်ထပ်ကလေးငယ်တွေလမ်းပေါ်ရောက်ကြအောင်ပါ။ကလေးတွေဟာတိုင်းပြည်ရဲ့အနာဂတ်လို့ပြောကြတာကြောင့် ဒီအချိန်လေးစူးကြီးကိုမဖြစ်ရှင်းနိုင်သေးသေး၍မျိုးဆက်ပေါင်းများစွာဒုက္ခတော်တွေကလွတ်နိုင်တော့မှာမဟုတ်ပါဘူး။